ခင်ဗျားတို့ဒီမှာတည်းကညီမပြူတကယ်မချစ်ကြဘူးဗျကိုကိုကျိုးစီးပွားအပ်တာအတွက်ညီမပြူချစ်တယ်လို့လိမ်နေကြတဲ့လူလေးတွေပုံများပါတယ်အဲ့ဒီအချိန်မှာခင်ဗျားမပါအောင်နေဖို့တတို့ပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ဆိုတော့ကျွန်တော်ပထမဆုံးပြောချင်တာကအာကျွန်တော်ဒီနေ့ပေါ့နော်ဒီနေ့ပေါ့ဒီနေ့ကျွန်တော်အော်မှတ်ပုံတွေเนี่ยမွေးနေပါအဲ့လိုပြောပါတော့เนาะကျွန်တော်မှတ်ပုံတွေเนี่ยမွေးနေအတွက်ဆိုပြီးတော့ကျွန်တော်အဲဒီနေ့ကုသိုလ်လေးတစ်ခုလုပ်ခဲ့တယ်လို့ပြောမလားကုသိုလ်တော့မဟုတ်ဗျာကုသိုလ်တော့မဟုတ်ဘူးဘာလို့ခေါ်လဲ အဲဂုံပြုတ်မှုတွေတခုကျွန်တော်လုပ်ခဲ့ပါတယ်အဲ့ဒါဘာလဲဆိုတော့ချမ်းမပါဘူးအဲဒီပုံလေးကိုပဲကျွန်တော်ပြပါမယ်ဒီပုံလေးကိုကြည့်ပါဒီနေ့ကျွန်တော်မြို့ရဲကိုသွားပြီးတော့ဒီချာလေးလုပ်ခဲ့တာလေးပါနော်အဲဒါလေးဒါလေးပါချမ်းမပါဘူးဒီပုံလေးဒါဘာလဲဆိုတော့ဒီမတန်ပေမဲ့စွားနဲ့ပကြီးဆရာကြီးပေါ့နော်ရန်ကုန်မြို့လေကောင်ကမြို့လေကောင်မှာပကြီးဆွဲနေဆရာကြီးအဲသူ့ရှိကိုကျွန်တော်သွားခဲ့ပါတယ်သွားပြီးတော့ကျွန်တော်ပကြီးချက်တွေအများကြီးကားချက်တွေပကြီးကားချက်တွေအများကြီးကျွန်တော်ဝယ်ခဲ့ပါတယ်ဘာလို့ကျွန်တော်သွားပြီးအဲ့လိုလုပ်လဲလို့မင်းကျွန်တော်ဒီနေ့ကကျွန်တော်ရတာမွေးနေ့ ဖြစ်ပါတယ်။ဝင်းနေပြတော့ကျွန်တော်ရုပ်သတင်းလေးနည်းနည်းတူတူပဲပြောယူတော့ကျွန်တော်သတိစာလေးရှိလို့သွားပါအောင်မိသားစုကိစ္စလေးရှိရောနော်အဲ့တော့ဒါပါတော့အဲ့တော့ဒီဒီ6တော့နဲ့ပကြီဆွဲတဲ့ဆရာကြီးပေါ့နော်အဲ့ဆရာကြီးစီကိုကျွန်တော်ရအောင်သွားခဲ့ပါတယ်သွားပြီးတော့သွားပြီးတော့ကျွန်တော်လုတ်လို့ရတာလေးဒီအဲဘာလို့ဆိုသူပကြီဆွဲတာလေးကျွန်တော်သွားအပ်ပေးပါတယ်ဘာလို့သွားအပ်ပေးလဲဆိုတော့အခုဒါသွားအပ်ပေးလဲဆိုတော့ကျွန်တော်ကပို့လည်းပြောရင်တော့ဒီလေးစားမှုနဲ့အခြေပြုပါလေးစားမှုအခြေပြုပါလူတယောက်ကဗျာလူတယောက်ကဘဝပေးချောက်ခန္ဓာကိုယ်မတန်တာဖြစ်နေမစွမ်းတော့မတန်တာမတန်မတန်တာဖြစ်နေတယ် ဒါပေမဲ့ဒါပေမဲ့အဲ့မတန်တာကိုကြောက်ပြီးပြီးတော့ဟိုလမ်းမိတ်မှာသူကသူအဆင်ပြေသလိုတောင်းစားနေတဲ့လူနဲ့သားလည်းရှိတယ်ဒါပေမဲ့အဲ့လူနဲ့သားလည်းမားတယ်လို့မဟုတ်ဘူးသို့တော့ခုနအဲ့မတန်တဲ့ဂျားတွေကကိုခွန်ကိုအားနဲ့ရတဲ့ပုံစံနဲ့ကိုဝမ်းသာကိုရအောင်ရှာစားရတဲ့လူဆိုတော့အဲ့ဒီစိတ်ဓာတ်ကိုကျွန်တော်ကတမိုးထားတာချစ်မြတ်လို့တာပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ပြီးတော့ကိုမွေးနေလည်းဖြစ်တော့အမှတ်တရလည်းဖြစ်အောင်ဆိုပြီးကျွန်တော်တမဲတကာကိုရအောင်တွားပြီးတော့ဒေချာတွားပြီးတော့တွေ့ပြီးတော့ ပါပါတယ်အဲ့ပြီးတော့အဲ့ဒီဦးအဲ့ဒီအကိုကြီးပေါ့ဗျာကျွန်တော်ကိုယ့်တက်ဆိုအကိုကြီးသာသာပဲရှိရှိပါတယ်ဦးလေးလည်းခေါ်လို့မရအကိုကြီးလည်းခေါ်မရကို့မှာကွာကြတော့နော်ဒါပါတော့ဆိုတော့သူ့ကိုကျွန်တော်တွေ့တော့တွေ့ပြီးတော့ကျွန်တော်ပြောပြီးတော့ကျွန်တော်ပကြီကားလေးလာဝင်တာအဲ့တော့ပကြီကားလေးကျွန်တော်များများဝယ်သွားမယ်များဝယ်သွားသူ့ကိုပကြီကားဗျာ1000 5000 5000 1000ရယ်တော်တော် quality ကောင်းပြီပါလိမ့်ကြမှာ9000လို့5000လို့ရှိတာသူ့ပကြီကားအဲ့လိုမျိုးပေါ့နော်ဆိုတော့ပြောရရင်ဗျာပြောရရင်ဟိုသူ့ပကြီကားကဈေးတော်တော်ဝယ်ပါတယ်ပြီးတော့6000နဲ့ဆွဲတာသူလက်နဲ့ဆွဲ6000နဲ့ဆွဲတာဒါလည်းခါတို့သိပါတယ်မျိုးတွေက ဒီမာဗန်ဒူလန်နဲ့36လမ်းတောက်တဲ့ one stop market ရှိတဲ့တယ်မှာရှိတာပေါ့နော်ဟိုအီမာနွေလာဟိုဖះเจ้าရဲ့ဒီမျက်စောင်းတို့မှာလည်းရှိတယ်အေယာဘန်တို့ဘာလို့နားမလဲနီးတယ်အဲ့နာအဲ့တော့ကျွန်တော်ပြီးတော့ပကြီးကလာဝယ်တာကျွန်တော်မွေးနေ့အတွက်လာဝယ်တာဇူပြပြောရင်းနဲ့ဘာဖြစ်ဆက်ပြောလဲဆိုတော့ကျွန်တော်ပကြီးကလာဝယ်တာကအဲမွေးနေ့တော့ဝယ်တာဖြစ်လို့ကျွန်တော်ကိုကြည့်ပြီးတော့ကျွန်တော်ပုံမဆွဲနဲ့ကျွန်တော်စိတ်ထဲမှာဖြစ်စင်ကျွန်တော်ဖြစ်ချင်တဲ့ပုံစံလေးနဲ့ကျွန်တော်ကျွန်တော်ကြည့်ပြီးစိတ်ထဲမှာမျိုးလုံးထဲမှာရုပ်တရက်အာရုံတော့ပေါ်လာတဲ့အတိုင်းလေးဆွဲပါလို့ဆိုပြီးကျွန်တော်သူ့ဆွဲခန့်လိုက်ပါတယ်ဆိုတော့ तू ဘာဆွဲပေးလဲဆိုတော့ ဒါလေးပြဒါလေးကျွန်တော်ဆွဲပေးပါတယ်ဆိုတော့ဒီ division ကလည်းကျွန်တော်ကြည့်ပြီးတော့ဟာကျွန်တော်ကကျွန်တော်ရဲ့ဟိုကျွန်တော်ကျွန်တော်ကျွန်တော်ကိုသူကြည့်ပြီးဒါလေးဆွဲပေးတယ်ဆိုတော့ကျွန်တော်တို့အမှတ်တရဖြစ်သွားတယ်ပေါ့နော်ဒါအမှတ်တရဖြစ်သွားကျွန်တော်မွေးနေ့မှတ်တယ်ဖြစ်သွားပါတယ်ဆိုတော့ဒီ division ကလေးကမှဘလောက်တန်လဲ1000မဲတန်ပါတယ်1000မဲတူသူဆွဲပေးတယ်1000မဲတန်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကတော့ဒါဓမှုရှိတယ်ဓမှုဖြစ်နေတဲ့ຢာလေးတခုဖြစ်သွားပါတယ်ဆိုတော့ကျွန်တော်ဒါလုတ်ခေတာပါအဲ့တော့ကြီးရဲ့ချက်ကတခုပါပဲဟိုလူတွေကမတန်တော့လဲကို့ ခွန်ကိုအာကိုအစွမ်းစားနဲ့ကိုဝမ်းစာကိုရအောင်ရှာစားရတဲ့တတိအဲ့ဒီလေးတတိကိုလေးစားဂုံပြုတဲ့အနေနဲ့ကျွန်တော်မွေးနေ့မှတ်တရပြသွားလုပ်တာဖြစ်ပါတယ်ပကြီးကားကျကျွန်တော်ဟိုခုနှစ်ချက်လောက်ရှစ်ချက်လောက်ကျွန်တော်ဝဲချလာတယ်ခုနှစ်ချက်ချက်လောက်ဝဲချလာတယ်ဝဲချလာပြီးအဲ့ဒီလောစဲကျွန်တော်တင်ထားပါတယ်ဆိုတော့ခင်ဗျားတို့လည်းဒါဒီမျိုးထဲမှာရှိတဲ့အဲ့ဒီဟိုပကြီးဆွဲတဲ့ဦးလေးနာမည်တော့ကျွန်တော်မှတ်မမေးခဲ့ပါဘူးသူ့ကိုလည်းတွားပြီးတော့ဝဲလို့ရပါတယ်အားပေးလို့ရပါတယ်ဘာပဲပြောခင်ဗျားတို့အနေနဲ့ဒီဒီလိုမျိုးပုံကိုယ်တွေအားပေးတင်တယ်အားပေးဒီလိုမျိုးပုံကိုယ်အားပေးတင်ပါတယ် အာတချို့ဘာမသိညာမသိတွေသွားအပိနေမယ်အစားဒါမျိုးလေးတွေနဲ့ခင်ဗျားတို့ကြုံရင်တပတ်တစ်ခါလောက်ဖြစ်ပြီတစ်လောက်တစ်ချက်လောက်ဖြစ်ပြီရန်ကုန်မြို့မှာလူပေါင်းတန်းကို9000လောက်ရှိတယ်ဗျာ9000တန်းနဲ့မှ9000 9000လောက်ပဲထားပါတော့လူ9000လောက်ကပဲဖြစ်ဖြစ်တစ်လောက်တစ်လောက်တစ်ချက်ကလေးပဲတော့ဝယ်ပေးလိုက်ရင်တော့သူ့အတွက်ကသူ့ရဲ့ဝန်စားအတွက်ကတော်တော်ဆင်ပြေသွားမှာပါအဲ့တော့သွားလောက်ကြတင်တယ်လို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ဒါကတော့ကျွန်တော်ကျွန်တော်ကျွန်တော်ရဲ့မှုသူလုံနေတာပြောတာပါအဲ့တော့ကျွန်တော်တော်သူဆွဲပြီးပကြီးကားလေးအထိပ်အများကြီးပြပါတယ်ကျွန်တော်လူချင်းတဲ့ခံစားချက်ကိုရောက်ခဲ့ပါသလားမေး ယာနုံးပြေမဟုတ်ရင်တော့ယာရင်တော့တော်တော်များရောက်ခဲ့တယ်ဗျကျွန်တော်ရဲ့စိတ်ကူးတွေကကျွန်တော်နေခြင်းနဲ့ဟိုဘဝလေးကိုသူ့ပကြီးကလေးကပေါညွှန်းပေးသလိုပဲဖြစ်သွားတယ်ကျွန်တော်တကယ်ကျွန်တော်ရဲ့စိတ်ကူးတွေမှာကျွန်တော်နေခြင်းနဲ့ဘဝလေးကိုဒီပကြီးကပေါညွှန်းပေးသလိုပဲဖြစ်နေတယ်ဆိုတော့စိတ်ထဲမှာပဲပါတယ်เนาะအဲ့တော့ဒါလေးတော့ကျွန်တော်လည်းကျွန်တော်မွေးနေ့အမှတ်တရလေးနဲ့ကျွန်တော်ဒီကြေပြောတာပါနောက်တစ်ခုကကျွန်တော်ဒီနေ့အဓိကပြောရမယ့်အကြောင်းအရာတွေရုပ်တံတွေကဘာတွေလဲဆိုရင်အာအကြောင်းမဟုတ်ပါဘူးမနေ့ကတော့အစိုးရထုတ်ပြန်တာရှိတယ်အွန်လိုင်းလောင်းကစားလုပ်တဲ့သူ29ဦးကို ရေးယူလိုက်တယ်ဆိုတဲ့သတင်းအဲဒါသူတို့ထုတ်ပြန်ထားတာတွေ့ရပါတယ်ဆိုတော့29ခုကိုရေးယူလိုက်တဲ့ကိစ္စနဲ့ပတ်သက်လို့ထုတ်ပြန်ချက်ကထုတ်ပြန်ချက်အရဆိုရင်တော့ဒီ29ခုကတော်တော်လေးစိုးတယ်ရန်ကုန်မန္တလေးနှစ်နေရာကနေမိတာပါအားလုံးပြောရမယ်ဆိုတော့မင်္ဂလာတုံမှာစမိတာမင်္ဂလာတုံကစမိတာနဲ့စပါတယ်ပြီးကြတဲ့အော်တိုဘာ14ရက်နေ့မှာပေါ့နော်မင်္ဂလာတုံပလဲရက်ကို MS 188မှာရှိတဲ့ Secret Villa Private Resort မှာနော်အဲ့ဒီမှာနေထိုင်နေပေါ့နေထိုင်ပြီးတော့ဘောလောင်းကစားတွေလုပ်နေတဲ့ ီ iBet 789 online အပါဝင်ဘောလုံးလုံးသား website ဒီနောက်တစ်ခါဘာတွေညာတွေပေါ့ဗျာ223အပါအကုန်လုံးအဲ့ဒါတွေလုပ်နေတဲ့အဖွဲ့တွေပေါ့အဲ့ဒီအဖွဲ့တွေ super senior agent ဖြစ်တဲ့ရင်မင်းလိုင်းနဲ့ Maria ကိုမီလေးတို့နောက်တစ်ခါ senior agent ဖြစ်သူဝင်းပပအောင်အစရှိတဲ့ပုံကိုယ်တွေကိုတရားဝတ်တက်ခ14ဦးလက်ကైပုံ23လုံးမော်တော်ယာဉ်3စီးနဲ့3စီးနဲ့သူတို့ဖမ်းဆီးရမိတယ်အဲ့ဒီနောက်အော်တိုဘား15ရက်နေ့မှာတော့သူရန်ကုန်မြို့နယ်ကြောက်ကုန်းရပ်ကွက်ရတနာလမ်းအမှတ်69မှာရှိတဲ့ The Lot စားသောက်ဆိုင်အနီးမှာ ့စူပါစီနီယာအေဂျင့်ဖြစ်သူဖြိုးမင်းသူခေါ်ရောင်နေနဲ့တခါ၃ဦးကိုလည်းလက်ကင်မုံငါလုံးမော်တော်ယာဉ်၃စီးနဲ့တခါစရိုက်ဖမ်းမိတယ်။အဲ့နောက်သူတို့ရဲ့ထွက်ဆိုချက်တွေကိုချက်ပြီးလိုက်တဲ့အခါ၁၆ရက်နေမှာတော့မန္တလေးဒေသကြီးပြည်ဦးလွင်မြို့ရက်ကွက်ကြီး၁၁ခေမာလန်အမှတ်686ရှိမှာရှိတဲ့နေအိမ်မှာ iBet 789 online log ကစားလောက်ကရန်စီအောင်သိမ်းသွင်းခဲ့တဲ့စူပါစီအေဂျင့်ဖြစ်သူဇင်မင်းအောင်ခေါ်ဇင်ကြီးအပေါ်တခါ၃ဦးသူတို့လက်ကင်ဖုန်းခုနှစ်လုံးလက်တော်တစ်လုံးမော်တော်ယာဉ်တစ်စီးနဲ့အတူမိတယ်။တစ်ချိန်တည်းမှာပဲမန္တလေးမဟာအောင်မြေမြို့နယ်ရဲမော်တော်ရက်ွက်၄၀ 40လမ်း53လမ်းနဲ့54ကျမ်းကြားမှာရှိတဲ့ focus ဆိုတဲ့ hotel မှာ super senior agent ဖြစ်သူ senior agent ဖြစ်သူပြည့်ဖြိုးအောင်ခေါ် mint agent ဖြစ်သူမင်းမြတ်နိုးတို့နဲ့အတူတဲ့သူတို့လက်ကင်ဖုန်း၅လုံး laptop တစ်လုံး modern စည်းဟို၎င်းသိသိရမိတယ်တဲ့အဲ့နောက် october 20ရက်မှာရောင်းလိုက်တာကြီးတကုန်းပြည့်အရှိပိုင်းမျိုးနဲ့12ရက်ကွက်11 mm ရှိမှာခင်မောင်ဖြိုးခေါ်ဇော်ဝင်းအပါဝင်တရခါ၅ခုလဲလက်ကင်ဖုန်း၉လုံး tablet နှလုံးနဲ့အတူထပ်မံဖော်သူဖန်ဆီးရပြီပါတယ်တဲ့ဆိုတော့သူတို့ဖန်ဆီးရပြီအချိန်မှာသူတို့လောက်တာဘာကြီးလောက်ခဲ့လဲဆိုတော့ ibet 789 online ဘောလုံးလောင်းကစား website ပေါ့နော်နောက် 555 mix bolo longaza website mao 556 bolo longaza website now batman 688 slot longaza website shan 234 pair longaza website နဲ့2 3 3 3 longaza website အပေါ်ဝင် longaza လုပ်ငန်းတွေမှာများတော်မှာ commission စားတွေဘာညာရင်းနဲ့အကုန်လုံး commission စားရှောက်လို့ရပါတယ်ဘာညာဆိုပြီးတော့လုတ်တော့တုတ်ပြီးတော့ profit တဲ့အချိန်လုတ်တဲ့သူတွေဖြစ်နေရဲဆိုတော့ပေါ်ပေါက်သွားတယ်အဲ့တော့တို့ရဲ့ထွက်ဆိုချက်အရဆိုရင်တော့ဇင်မင်းအောင်ခေါ်ဇင်ကြီး အဖြိုးမင်းသူခေါ်ရောင်ဒီပြဖြိုးအောင်ခေါ်မင်းမင်းထက်ရင်းမင်းလိုက်မာရီယာခင်မောင်ဖြိုးခေါ်ဇော်ဝင်း၆ဦးကစပြီးချိတ်ဆက်ပြီးတော့လောင်းသားဝက်ဆိုက်ဒီဒစ်စထရီဘူတာနဲ့ချိတ်ဆက်ပြီးလုပ်တယ်ပေါ့ဗျာအဲ့ဒီမှာဝင်းမပအောင်တက်နိုင်ဖြိုးအတဖြိုးနိုင်အစရှိတဲ့ပုံစံတွေအပါဝင်အဲသူတို့ဆက်ဆက်ပြီးလုပ်တဲ့သူတွေအကုန်လုံးပေါင်းလိုက်တာနာမည်ပေါင်းစုစုပေါင်းလူနာမည်တွေအများကြီးနဲ့အဲ28ယောက်ဟာတဲ့ KB special account တွေ KB Z bank account တွေ AR bank account တွေ Yuma bank account တွေ CB bank account တွေ UAB bank account တွေဟာ A bank AR pay KB WeBay အစရှိတာတွေအကုန်လုံးသုံးပြုပြီးတော့အဲ ဆောင်ရွက်ခဲ့တယ်ဆိုတာမျိုးတွေသိရတယ်ဆိုတော့ဘာပြောဒီ online လုံးသားလုပ်တဲ့လူအမျိုးသား18ဦးအမျိုးသား20ဦးစုပေါင်း28ဦးကိုဖမ်းဆီးရမိတယ်လက်ကင်ပုံ49လုံး laptop နှလုံး tablet နှလုံး model ရဲ့၈စီးအဲ့ဒါတွေနဲ့သူဖမ်းဆီးရမိတယ်တို့တို့ရေးယူမယ်ဆိုပြီးတော့ဒါအစိုးရထုတ်ပြန်တယ်ဆိုတော့တို့ကြည့်လိုက်တဲ့ခါကျတော့ဒီလူနာမည်တွေနဲ့ဒီပုံတွေကြည့်လိုက်တဲ့ခါမှာအခုကျွန်တော်ရုပ်သံနှားထောင်နေတဲ့လူတွေရဲ့တချို့တွေကဒီပုံတွေကြည့်ပြီးတချို့တွေကဟာငါတငယ်ချင်းပါသွားတယ်ဆိုတော့မဖြစ်ရင်ဖြစ်နေလိမ့်မယ်ဘာလို့ဆိုတော့တချို့လူတွေရဲ့လူတွေကတို့ရဲ့တငယ်ချင်းတွေဖြစ်နေအဲ့ဒီလူတွေကတစ်ခါလေကိုယ့်ရဲ့ Facebook ရဲ့ friend ဖြစ်ရင်လည်းဖြစ်နေလိမ့်မယ်ဘာကြောင့်လဲဆိုတော့ ဟိုကျွန်တော်တို့ Facebook တွေမှာ TikTok တွေမှာအဲ Telegram တွေမှာအကောက်တွေအများကြီးပေါ်လာတယ်ပျောက်တော့ပေါ်လာတယ်ပေါ်လာပြီးတော့ comment လေးထားတာချောချောလေးတွေပုံလေးတွေဟိုင်းအကူဟိုင်းအမစားပြီးပြီလားဘာလို့ညာလားဘယ်ကနေရလဲကိုဘလို့အဲ့လိုနဲ့လာပြီးကို join ပြီးတော့ခုနဒီလောင်းကစားကိုကစားဖို့လာပြီးတော့ကန်းလန်းနေရတယ်အများကြီးရှိတယ်ကျွန်တော်ကိုယ်တိုင်ပင်လည်းကန်းလန်းခံရဘူးလေ ကန်လန်းခံရဘူးလေကျွန်တော်တို့ကမလုပ်လေရှင်းရှင်းကန်လန်းခံကျွန်တော်ကကျွန်တော်ဘာမှမသိဘဲလာကန်လန်းတာပေါ့ကျွန်တော်ကစူရပြီးတာကောင်းပါလာကန်လန်းပြီးတော့မှကျွန်တော်တို့ကလိုက်တဲ့တားလေးမြို့ဘာလဲသူဘာလဲဆိုသိလို့လို့တဲ့ခါမှာဒီလူတွေဒါလောက်တာပဲဆိုကျွန်တော်ကသိလိုက်တယ်ဆိုတော့အဲ့လိုမျိုးတွေအများကြီးရှိတယ်ဒါကြောင့်ဒီ online လောင်းကစား game တွေလုပ်တဲ့အုပ်စုတွေနဲ့ကိုကသွားပြီး network တစ်ခုတိဆောက်မိသွားပြီဆိုရင်ထောင်နဲ့ရောက်ဖို့ဝန်မလေးနီးရထောင်နဲ့ထောင်နဲ့ခန်းနဲ့နီးသွားတာပေါ့နော်တကြတော့ insane နဲ့နီးသွားတာပေါ့ဆိုတော့ဒါကြောင့်ခင်ဗျားတို့ကိုယ့်ဘေးနားမှာတကယ်ကြီးပေါင်းတဲ့နေအဲ့လို online လောင်းကစားတွေကိုလာဆွဲနေပြီဆိုရင် ကိုယ်ရှောင်တာအကောင်းဆုံးပါနော် online လောင်းကစားမလုပ်တာအကောင်းဆုံးအခုထိုင်းက 2D 3D တွေလဲရှောင်တာအကောင်းဆုံးဖြစ်နိုင်ပြလောင်းကစားမလုပ်တာအကောင်းဆုံးပါလောင်းကစားလူတက်တဲ့ဘောကအများကြီးပျက်စီးစီတယ်ပြောင်းလဲစီတယ်ဘောကသွတ်ပြတ်သွားတာစီနိုင်ပါတယ်ဒါကြောင့်လောင်းကစားတော့မလုပ်ကြတာအကောင်းဆုံးပါပြီးတော့ဒါမျိုးလုပ်တာကိုလည်းအားမပေးချဘူးပြီးတော့ online လောင်းကစားလုပ်နေတဲ့အဖွဲ့တွေ group တွေတွေ့ပြီဆိုရင်တိုင်ကြားကြဖို့သက်ဆိုင်ရာတာဝန်ရှိသူတိုင်ကြားကြဖို့နောက်တော့ရတဲ့ဖွဲ့ဝင်တွေကလည်းတို့ကရသလောက်စုံစမ်းဖော်ထုတ်ပါလိမ့်မယ်အခုလဲတို့တို့ဒါရသလောက်အချက်လက်တွေစုံစမ်းဖော်ထုတ်ပြီးခိုင်ပြီးဆိုမှအုံနေခြင်းနဲ့ဝင်ဖန်းလို့ဒါဂိုင်းလိုက်ကြီးမိတာ 29ရောက်ပါတယ်ဂိုင်းကိုမိတာခင်ဗျာဒါမျိုးဂိုင်းနေရန်ကုန်မန္တလေးနေပြီးတော့အစရှိတဲ့ဒေသအသီးသီးမှာဘယ်နှဂိုင်းလောက်ရှိနေမလဲကျွန်တော်တို့မသိနိုင်ဘူးဘာလို့ဆိုတော့ရန်ကုန်မြို့မှာကွန်ဒိုလေးရှိတယ် private ကွန်ဒိုလေးရှိတယ် condominium ရှိတယ် condominium ကွန်ဒိုလေးကွန်ဒိုမှာအခန်းတွေကိုလုံးဝလပြငားတာတလောက်30 40ပေးငားပလိုက်တာမျိုးရှိတယ်ပြီးတော့အဲ့ကွန်ဒိုတွေကဝင်ဖို့အတွက်ကိုခင်ဗျာအစိုးရရဲတွေတောင်ကောင်းကောင်းဝင်လို့မရတဲ့ကွန်ဒိုတွေရှိတယ်ပို့လိုက်ပြန်တချို့ရဲတွေဝင်ဖမ်းနေလဲဘယ်ကွန်ဒိုမှာဘသူရှိနေလဲမသိတော့ဖမ်းလို့မရတယ်အများကြီးရှိတယ်ဘယ် private ဟိုဘာလဲအရာဥယျာဉ်အရာတွေမှာလူရှိနေလဲမသိနိုင်ဘူး ။ဘာကြောင့်တော့ဒီဒီဒီ program နဲ့တရားမဝင်လုံးမဲ့လူတွေကတရားမဝင်လုံးမဲ့လူတွေကသူဒါမျိုးတွေကိုအကာအကွယ်ယူပြီးတော့အလုပ်လုပ်ကြနေရှိတယ်။ဒါကြောင့်မလို့ရက်တက်ဖို့ဝင်နေတဲ့လေတချို့ຢာတွေဖမ်းလို့မရရှိတယ်။ရဲရပြင်ပစ္စည်းပေါက်စားလေးဗျာ။ဒီကွန်တိုကြီးပေါ်ရဲရဝင်သွားလို့ရဲရလုံချုံရရဲမန်းတိလေအဲဆရာတို့ဝင်လို့မရပါဘူးခင်ဗျာ။မန်နေဂျာတို့ဘာလို့လာပြီးဖျဲလိုက်ပဲကြုံဝင်နေ။ဒါမျိုးတွေပေါ့ဝင်လို့မရတာရှိတယ်။ဝင်သွားလို့ရရင်တော့ခင်ဗျအပေါ်မှာအပေါ်မှာအခန်းနေခန်းတွေက security code တွေပါတယ်။အများမလွယ်ဘူး။ကတ်တင်နေမှာဝင်လို့ရတယ်ဆိုတော့ တစ်ဖက်မှာကွန်ဒိုမီနီယံရဲ့လုံခြုံရေးအားကောင်းသွားပြီမြဲတစ်ဖက်မှာအဲ့ကွန်ဒိုမီနီယံရဲ့လုံခြုံရေးအားကောင်းမှုအထုံးချပြီးတော့တရားမဝင်လောင်းစားလုပ်မဲ့သူတွေကြားဖြန့်လုပ်မဲ့သူတွေကအဲ့နေရာတွေမှာသွားပြီးတော့ခိုးအောင်နေတာမျိုးလည်းဖြစ်တတ်တယ်ဒါကြောင့်တစ်ခါတစ်ခါကျရင်တတော်တော့သတိကြီးထားပါတယ်အဲ့ကွန်ဒိုပိုင်ရှင်တွေနောက်အခန်းပိုင်ရှင်တွေနေလေကိုယ့်အခန်းကိုကိုငှားတဲ့ခါမှာဘယ်လိုလူမျိုးလဲကိုယ့်အခန်းရဲ့အခြေအနေကိုလည်းအမြဲစောင့်ကြည့်လေ့လာသင့်တယ်လို့ကျွန်တော်ပြောချင်တယ်ပေါ့ရမ်းမငားသင့်တာအကောင်းဆုံးပဲငှားလိုက်ပြီလို့ပြဿနာတစ်ခုတရားနဲ့ကိုယ်ပဲခံရမှာဖြစ်တဲ့အတွက်ဒါသတိထားကြပါပြီးတော့ဒီ online လောင်းကစားကိစ္စကတော့ အစိုးရဇရိုက်ဖမ်းဆီးပြီးတားဆီးကဝယ်ပြီးလုပ်ပါလိမ့်မယ်။ဘာလို့လဲ။နေဆက်မှာလည်းကြားဖြတ်ကိစ္စတွေဖမ်းနေပါတယ်။ဇရိုက်ကိုချနေတယ်။ကြားဖြတ်ဝင်စီးနေတယ်။ဇရိုက်ကိုစီးနေတယ်။ဆိုတော့အခု KK Pack AA AA က AA ဆိုတာကဟို AA လို့အမည်ပေးထားတဲ့အဲကြားဖြတ်လောင်ဝသားစင်တာကြီးပေါ့နော်။အဲအဆောင်ဦးတွေအများကြီးရှိနေရ။မြောက်ရီကသွားရင် AA ကိုရောက်မယ်။ပြီးရင် KK Pack ကိုရောက်မယ်။အဲ့တော့လူတွေကရောနေတယ်။ KK Pack ပဲပြောတယ်။ AA အကြောင်းမပြောဘူး။ AA KK Pack ကကတ်ရက်ရှိတာ။ကတ်လျက်ရှိတာ။7မိနစ်လောက်ဆိုရင်ရောက်ပြီ။အဲ့လိုကတ်ရက်ရှိတယ်ပြောရအောင်နော်။နီးလေး။ ဆိုတော့နည်းနည်းလေးပဲမောင်းလေရောက်ကြတဲ့ဟာမျိုးအဲ့တော့ AA KK ဘက်ကကတ်ရလေအဲ့တော့ AA မောင်း KK ဘက်မှာတော့တက်ကဒီလိုစီးနေတယ် KK ဘက်က BGF sort ဘုံမျိုး sort ဝင်ရဲ့နည်းမြေ AA ကကြတော့ကိုရာ KNU ရဲ့နည်းမြေနှစ်ခုစလုံးကိုတက်ကဒီလိုဝင်စီးပြီးတော့ထိနေတာအဲ့တော့ကြားဖြန့်လေးလေဝေယုံသုံးကားတွေဖြစ်ပြီးတော့ပြေးကြလွှားကြတယ်ဖြစ်ကုန်ပြီးတော့ဖားတဲ့မီးလောင်တို့ဖြစ်အခုကြားဖြန့်သမားတွေကတော့အခုကြားတဲ့တော့မြောက်တွေမှာအခုဖုန်းနေတော့ကျန်တာပြောနေကိုမှပါလာတဲ့ဖုန်းနေတော့ကိုလမ်းဘေးမှာတွေ့ရဈေးနဲ့ထိုးရောင်းနေတဲ့အချိန်တော့ရောက်လို့မြောက်တွေမှာ ဖုန်းကိုဈေးပေါပေါနဲ့ရတယ်ဈေးကုန်ကြီးပေါပေါနေတယ်အဲ့ဖုန်းတွေကိုတော့ဝယ်မိတဲ့ကောင်တွေလည်းနေထိုင်နေကြည့်ကြားပြန်ခရရထဲပါသွားမယ်ရန်တန်ဆွတ်ဆက်ဝယ်တာဒုက္ခရောက်မယ်အဲ့ဒါကြီးလည်းဖြစ်နေတယ်ဆိုတော့မြောက်ဒီမှာတော့ပွဲတော်ကြီးဖြစ်နေတယ်အကြီးကျယ်ပွဲတော်ကြီးဖြစ်နေတယ်မြောက်ဒီ KK ဘတ်အုပ်စုတွေတော့ပွဲတော်ကြီးဖြစ်နေတယ်ဆိုတော့ပြောချင်တယ်အဲ့တော့ကြားပြန်တဲ့ပတ်သက်ရင်အစိုးရအကြီးကျယ်ဖန်တဲ့ online လောင်းစားရေးနဲ့ပတ်သက်ရင် order တွေစုညံတန်းတွေလူတွေရဲ့မျိုးစုံပြောနေတဲ့အတန်တွေကြားလာတဲ့အခါအစိုးရကလည်းစုံစမ်းဖော်ထုတ်မှုကြီးကျယ်လှုပ်လာတယ်ဗျဒါနဲ့ပိုလှုပ်လာဘူးလို့ရတဲ့ဖွဲ့ကလည်းနောက်ပိုင်းမှာလှုပ်လာပါလိမ့်မယ်ဘာလို့ဆို ဒီ online လောင်းကစားတွေနဲ့ကြားဖြန့်ကကြားဖြန့်ကလိန်တာ online လောင်းကစားကကြာတော့လူတွေကိုမွဲအောင်လုပ်တာအဲ့တော့လူတွေကဆင်းရဲမွဲတည်မှုတွေဟိုဖြစ်နေဖြစ်ကုန်တာပေါ့နော်တချို့ဆိုရင်ရှိတဲ့ပတ်စံလေးတွေနဲ့ online လောင်းကစားလုပ်တယ်ဘာမဆိုင်ညာမဆိုင်ကိုယ်ပိုင်ဆိုင်နေမြေကွက်တွေအိမ်ဒီမှာကုန်ချောင်းပလဲရတိဖြစ်ကုန်တယ်အဲ့ online လောင်းကစားနေဒုက္ခပေးတာပေါ့နော်ဆိုတော့ဟိုအကြီးအကျယ်လူတွေရဲ့ဆင်းရဲမွဲတည်မှုအကြီးအကျယ်ဖြစ်အောင်တွန်းပို့သလိုဖြစ်တဲ့ဟာဖြစ်လို့ online လောင်းကစားကိုအစိုးရဟိုနှိမ်နှင်းမှုဒါပြင်ဆင်လာတဲ့သဘောတွေ့ရတယ်ဆိုတော့ ရတဲ့ဖို့အနေနဲ့လည်းကျွန်တော်တို့အားပေးပါတယ်ချပါလို့ပဲတိုက်တော့ပါတယ်ဒါကတော့ online လောက်သားရနေပတ်သက်တာပြောချင်တာနောက်တစ်ခုကကျွန်တော်တို့ဒီအဲဒီနေ့ပါရှိလဲဆိုတော့ဒီ PDF ကိစ္စပေါ့နော်အဲ့ဒါတော့ချားမဟုတ်ဘူး PDF တွေကလည်းတော်တော်ရိုင်းမရိုင်းလာတယ်ပေါ့ဗျာမရိုင်းလာတယ်လို့ပဲကျွန်တော်တို့ပြောပေးရစီမရိုင်းလာတယ်ပြောရဲဆိုတာချားမဟုတ်ဘူးအဲဒီចောင်းဆရာမတွေပေါ့နော်ចောင်းဆရာမတွေကိုညောင်းစိတ်ဖြူရှောက်ပင်အင်းရွာမှာចောင်းဆရာဆရာမတွေပေါ့ចောင်းဆရာဆရာမတွေကိုဆရာမနဲ့သူ့ရဲ့မိသားစုဝင်တွေကိုဖမ်းသွားတဲ့ PDF ဖမ်းလာတဲ့ဖြစ်စဉ်ဖြစ်သွားပါတယ်အဲ့ဒါဖြစ်သွားပါတယ်အဲ့တော့ကျွန်တော်တို့တော်တော်လေးစိတ်မကောင်းပါဘူးဘူရီဒါကြီးစိတ်ဖြူပြီးနေရှောက်ပင်ရင်ကြီးရောအဲ့မှာရှိတဲ့အထက်ကကျောင်းကမူလာတဲ့ဆရာမတူဦးနဲ့ဆရာမတို့သူ့ရဲ့ခင်မောင်းအပါဝင် နောက်ထပ်အရသာ၃ဦးကိုစုစုပေါင်း9ဦးလောက်တော့ရှိမှာပေါ့အဲ့ဒီလူတွေအကုန်လုံးကိုပြီးခဲ့တဲ့အော်တိုဘာ၂၁ရက်မနေ့ပိုင်းကတည်းကတဲခုံကြီးရွာကနေစိတ်ဖြူမှုကိုထွက်ခွာလာတဲ့စိတ်ဖြူကစုံးမရှောက်ပင်ရင်ကြီးရွာသွားကားလမ်းပေါ်မှာအရောက်မှာတဲ့ PDF တွေကသူတို့စိုက်ကယ်တွေနဲ့ကားတွေနဲ့သူတို့ရောက်လာတယ်ရောက်လာပြီးအဲ့ကားကိုတားတယ်တားလဲပြီးတဲ့ပြီးတော့အဲ့ဒီပေါ်ကနေဆရာမ အဲဒုတိယမူလာနဲ့ပြဆရာမဒေါ်ဂျူတီခင်မုန်းဖြစ်သူဦးစောမင်းစိုးနဲ့ရှောက်ပင်ကြီးအောင်တွေနဲ့ရဲလင်းအောင်မောင်းနေတဲ့မော်တော်ယာဉ်နဲ့အဖွဲ့တွေအကုန်လုံးကိုအကုန်လုံးဖမ်းခေါ်သွားတယ်အော်တိုဘတ်၁၇ရက်ညနေမှာဖမ်းခေါ်သွားတယ်တဲ့ဖမ်းပြီးတော့၃ဦး၃ဦးစုဆောင်၃ဦးပေါ့ဖမ်းခေါ်သွားပြီးတော့အခုချိန်ထိ၂၇ရက်နေဖမ်းသွားတာဒီနေ့၂၄ရက်နေမမိမမိသေးဘူးပြန်ဘာဖြစ်သွားမှမသိဘူးပေါ့နော်ဆိုတော့ဒါမျိုးတွေ PDF လောက်သွားတယ်လို့သိရပါတယ်ဆိုတော့ဘာကြောင့်ဖမ်းလဲဆိုတာလည်းအကြောင်းပြချက်မသိရတယ်လို့အဲပြန်လွတ်ပေးခြင်းလည်းမရှိသေးဘူးဆိုတော့ကျွန်တော်တို့ကတော့ စိတ်ပူပါတယ်။ပြောရရင်တော့ဒါမျိုးတွေကပညာရေးကိုနှောက်ယှက်ပေးတဲ့ကိစ္စမျိုးတွေကတက်ညာလို့မရဘူးခွန့်လို့လို့မရပါဘူး။ပညာရေးကိုနှောက်ယှက်ပေးတာကចောင်းဆက်ဆက်မတွေဒုက္ခအကောင်းဆုံးပေးတယ်လို့ခေါ်ပါတယ်။ဒါကိုကျွန်တော်တို့လက်မခံပါဘူး။ဆိုတော့လောလောဆယ်တော့ဖန်ဆီးခံထားတဲ့ဆက်ချက်မတွေပြန်လွတ်မြောက်လာဖို့ပဲကျွန်တော်တို့ကတော့ဟိုဝိုင်းဝန်းပြီးတော့တောင်းဆိုဆုတောင်းနေရတဲ့သဘောတော့ရှိပါတယ်။ဒီလိုတော့တွေ့ရပါတယ်။เนาะဒါလေးကတော့ကျွန်တော်ပြောတော့နောက်တစ်ခုကဒီနောက်တစ်ခုကဘာလဲဆိုတော့ဟိုအဲဘာလဲကျွန်တော် ဟိုဟာချင်းချင်းလက်တကိုင်ဖွဲ့ပေါ့နော်ချင်းလက်တကိုင်ဖွဲ့လို့ပြောမှာတော့ CDF ပေါ့ CDF ကကမ်ပလက်စဦးစီးချုပ်အဲ့လိုပဲကမ်ပလက်စဦးစီးချုပ်ကမင်္ဂလာပွဲအဲ့မင်္ဂလာပွဲကိုမင်္ဂလာပွဲကိုတက်က၄နဲ့တရင်အချက်လဲရလို့ဆိုတက်က၄နဲ့သွားပြီးတော့တချင်းဖွင့်ပြပေးတယ်လေမင်္ဂလာပွဲကိုသွားပြီးတော့တက်ကပွဲတက်တာပေါ့နော်ပွဲတက်တာတက်က၄နဲ့သွားတက်လိုက်တာတက်ပြီးတော့တချင်းနေဖွင့်ပြပြီးတော့အဲ့မှာပောက်ကွဲမှုအကြီးကြီးဖြစ်တယ်လို့ကြားပါတယ်နော်အဲ့ဒါဒီနေ့အော်တိုဝါ24ရဲ့မနေ့9နာရီအေးခွဲလောက်မှာပေါ့နော်ဖြစ်တာကမ်ပလက်မြို့မှာရှိတယ်မြို့မှာနှစ်ရက်ကွာမှာကျင်းပနေတာ ့ CDF ကမ်ပက်လက်ရဲ့စေဦးစီးချုပ်ဆလိုက်အောင်လေးသူ့ရဲ့မင်္ဂလာပွဲနော်အတိအကျကိုကတရေရတာမင်္ဂလာပွဲကိုတဲ့စစ်တပ်က jet fighter ရင်းတစင်းနဲ့ဘုံသုံးလုံးနဲ့တချင်းတွေဖွင့်ပြလိုက်တယ်တဲ့ဖွင့်ပြလိုက်တဲ့ခါကျတော့အောက်မှာတော်တော်လေးထိခိုက်မှုရှိအောင်ရတယ်တော်တော်အထိခိုက်အသေးဆုံးတွေများတယ်လို့ကြားပါတယ်ဟိုတစ်ဖက်ကတော့ဟိုဘက်ကချင်းမီဒီယာတွေမှာတော့အာသူစေဦးစီးချုပ်နဲ့ဇနီးယောက်ထိခိုက်မှုမရှိဘူးဆိုတဲ့သဘောမျိုးသူတို့ကပြောတယ်သို့တော့ခုချိန်ထိသတင်းမရသေးဘူးဒါပေမဲ့အောက်မှာတေးတာတော့အရသားတွေတေးပါတယ်ဘာညာရှောက်ပြောကုန်တယ်အဲ့တော့ကမ်ပက်လက်တို့ဘာလို့ကကူလို့ဆိုတဲ့တက်မတော်ထိချုံအောင်မှာရှိနေတာတော့မဟုတ်ဘူး အဲ့ CDF ကထိန်းချုပ်ထားတဲ့နေမြေတွေမှာတစ်ခုပဲပြီးတော့ရှင်းပြရင်တော့ဟိုတပုံပေါ့ဗျာတပုံနေမြေဖြစ်သွားတာပေါ့ပြောအဲ့လိုပဲပြောရမှာပေါ့အချမ်းဖက်လှုပ်ရှားမှုရှိတဲ့နေမြေဖြစ်သွားတဲ့အခါကျတော့အချမ်းဖက်လှုပ်ရှားမှုရှိတဲ့နေမြေမှာအချမ်းဖက်စေဦးစီချုပ်ခေါင်းဆောင်တယောက်ကိုသွားရှင်းတဲ့ဘောပေါ့သူတို့တက်ကတပုံခေါင်းဆောင်ပေါ့တက်မတော်တက်ကတပုံခေါင်းဆောင်ပေါ့အဲတက်မတော်နေတဲ့တပုံခေါင်းဆောင်တယောက်ကိုသွားရှင်းတယ်ပေါ့သွားရှင်းတယ်ဒါပေမဲ့တပုံခေါင်းဆောင်တော့ကံကောင်းပြီးလွတ်သွားသလားတော့မသိဘူးလွတ်မလွတ်တော့မသိဘူးဒါပေမဲ့လောလောဆယ်တော့ဘုံကျဲခံလိုက်ရတဲ့အတွက်မင်္ဂလာပွဲကတော့ဖြစ်မြောက်သွားတယ်အထမသွားတယ်ဆိုရင်တော့မင်္ဂလာပွဲကတော့ တကယ်ကိုပဲဟိုအမင်္ဂလာဖြစ်သွားတာပေါ့နော်အဲ့လိုတော့တွေ့ရတယ်ဆိုတော့ဒါလည်းအဲ CDA campaign နဲ့စီဦးစီုပ်ရဲ့မင်္ဂလာဆောင်ပွဲကိုဘုံကျဲခံရတဲ့ဖြစ်စဉ်အကြောင်းဒီနေ့ရှင်းပြတာပါနော်အသေးသေးတော့ဒါကြီးတော့အများကြီးပြောစရာတော့မရှိပါဘူးဘုံကျဲခံမှာတော့ဘုံကျဲခံတော့အသေးသေးတခုချင်းပြောလဲမထူးမှလည်းပေါ့နော်ဆိုတော့အားတခုဖြစ်သွားပါတယ်နောက်တစ်ခုကတော့ဒီအကြောင်းပြောပြီးတဲ့နောက်ကျွန်တော်တို့ကအခုအမ်ဘာပြောမလဲဆိုတော့တိုင်းမှုကိစ္စပေါ့တိုင်းမှုဆိုတာကအခုတောင်ကြီးအခြေဆိုင်တဲ့တိုင်းမှုပေါ့နော်တောင်ကြီးအခြေဆိုင်တဲ့တိုင်းမှုအဲ့တိုင်းမှုရဲ့တိုင်းမှုရဲ့ဒီအရေးယူခံရတဲ့ဖြစ်စဉ်လေးဒါလေးကျွန်တော်ဒီနေ့ပြောရပါမယ် ဒီသတင်းကတော့ဟိုပြည်ပြင်းမီဒီယာတွေမှာဖော်ပြနေပါပြီကျွန်တော်လည်းဟိုမနေ့ကတိပါတယ်မနေ့ကတိပြီးမဲ့ကျွန်တော်မပြောသေးဘူးပေါ့နော်ပြောသေးဥစားဟိုကိုကစပြောရအောင်ဖြစ်မှာဆိုလို့ခဏစောက်ရတယ်ပြည်ပြင်းမီဒီယာတခုဖော်ပြတော့မှကိုကလည်းအဲအဲ့တော့မှကိုကပြောတာလည်းအခွင့်ရောက်တော့ကိုပြောတာပေါ့နော်ဆိုတော့ရာအပကတိုင်းမှုလို့ပဲပြောမှာပေါ့နော်ဒီရှမ်းပြည်နယ်တောင်ကြီးခြေဆက်တဲ့အရှေ့ပိုင်းနယ်စစ်တမ်းတော်တိုင်းမှုတိုင်းမှုအစ်စ်ပါအဲ့တိုင်းမှုကတာဝန်ထမ်းဆောင်တော်တော့ဘလောက်မှမကြတည်ဘူးနှစ်လသုံးလလောက်ပဲရှိသေးတယ်အများဆုံးသုံးလပေါ့အဲ့လောက်ပဲရှိသေးတယ်ဘုံချုပ်ဇော်နိုင်ဦးပေါ့နောက်သုံးလ ရှိမလားအေးပေါ့3လတော့မပြည့်သေးဘူးနော်3လတော့မပြည့်သေးပါဘူးဒီဘုံချုပ်ဇော်နိုင်ဇော်ဦးဆိုတဲ့ပုဂ္ဂိုလ်သူနဲ့သူ့ရဲ့ PSO ပေါ့နော် PSO အဲ့ဒီနှစ်ယောက်ကိုတစ်ပြီတယ်ပေါ့အဲ့ဒီနှစ်ယောက်ကတစ်ပြီတယ်ပေါ့အဲတစ်နဲ့ကြောက်ပြီတယ်အဲ့လိုမျိုးပြောတာပဲတစ်နဲ့ကြောက်ပြီသွားတယ်ပေါ့ဟောကျွန်တော်စဉ်းစားကြောင်းသွားတယ်အာတိုင်းမူတယ်တိုင်းမူနဲ့သူ့ PSO တစ်ပြီပြီးတော့ပြုတ်တစ်ပြီတော့တစ်ပြီပြီးတော့ပြုတ်သွားပြီလေတဲ့အဲ့လိုကြတယ်ဟင်တစ်လုံးပြီပြီးတော့ဘာကိစ္စပြုတ်တာလဲပေါ့ဘယ်ဟုတ်မလဲဟိုအခရီးပေါ့ဗျာပြောရအောင်အခရီးအတိုင်ကြားခံလိုက်ရတော့သွားစစ်လိုက်တဲ့အခါ ဟိုအဂရိယတရားခံပြီးတော့သွားစစ်တယ်ပေါ့အဲ့မှာကသနာမှုကိုလည်းစဉ်စစ်ပြီးတော့ခိုင်မာတဲ့အတွက်သူ့ခေါ်ပြီးတော့ဖမ်းပြီးတော့နေပြီးတော့ခေါ်သွားတယ်လို့သိရတယ်သူ့ပြည့်စုံပါပါဝါပြီးလို့သိရတယ်ပါသွားပြီးတော့လောလောဆယ်တော့အဲရာ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 ဘက်ကတိုင်မှုအစ်စ်တော့ပြန်ခန့်လိုက်ပြီးလို့သိရတယ်ဆိုတော့ဒီမွေးစေဝါတို့သူခေါင်းဆိုင်ကတော့မျိုးစုံတတ်တယ်ဗျအပြည့်ပြည့်မီဒီယာတော့မျိုးစုံတတ်တယ်မာတရားဝင်ကုံစီမွေးစေဝါကြောက်စိမ်းနဲ့တစ်ပေါ့အဲ့လိုခေါင်းဆိုင်တတ်တယ်ဒါပေမဲ့ကျွန်တော်သိတာတော့ဒီအဂရိလိုပဲလူရင်းချုပ်ရပါတယ်နော်လူရင်းချုပ်ရတယ်ဆိုတော့သူကတာဝန်ကြတာသူကလည်းတစ်ချိန်တော့ဘာထုတ်တတ်နေရ ဘာထုတ်တက်နေရသူကလာဘာထုတ်တက်တဲ့တက်နေရဟိုအเจ้าကြီးပေါ့နော်ဘာထုတ်เจ้าကြီးဘာထုတ်เจ้าကြီးကနေပြီးတော့မှသူကဒီပြီးခဲ့တဲ့ကစားထားမှုအဲဇွန်အဲဇွန်မဲလာတယ်ကျွန်တော်မေ့တယ်ဇွန်မဲလာလားဗလားကျွန်တော်ကျွန်တော်ကျွန်တော်ကြရတော့တော့အဲ sorry ရှန်ကြရအဆက်ကိုတော့တော့အဲ့တော့အတိုင်းမှုရှိအခုတော့ကစားထားမှုဖြစ်သွားတယ်သူ့နေရာကိုအဲ့ခုနဟိုတိုင်းမှုဘုံမှုချုပ်နိုင်စော်ဦးကသူကဝင်လာ DS DS မဟုတ်သူကအလုပ်တွေ ODS ODC 25အဆင်းလာအဲ့တော့ဘာထုတ်တန်းเจ้าကြီးပြီးခဲ့တဲ့အောက်လာမှသူတိုင်းမှုဖြစ်လာအောက်လာကိုမဲလာမှတိုင်းမှုဖြစ်လာဖြစ်ပြီးတော့မှ အခုဆိုစက်တင်ဘာအောက်တိုဘာ၃လတော့မပြည့်သေးဘူး၂လကျော်ပဲရှိသေးတယ်အခုနားလဲတာဟိုအဂရီနဲ့ညှိသွားတာပေါ့နော်ဆိုတော့ကျွန်တော်ကပွင့်လေပြောရင်ဗျဒီကိစ္စမှာကျွန်တော်ပွင့်လေပြောရင်တော့သူမားတဲ့မန်နေဆိုတာခဏထားနောက်လာမဲ့တက်မတော်ရဲ့အလောင်းနေရာတွေအကုန်လုံးတိုင်းမှုအလောင်းနေရာတွေတက်မတော်အကြီးကဲပေါင်းများစွာဖြစ်လာမဲ့တက်မတော်ထိတ်တိုင်းညာတော့တာဝန်ထမ်းဆောင်ကြမဲ့ပုပ်ကိုအကုန်လုံးနေတယ်ခါတော့အမြဲတမ်းသတိထားရမှာတခုရှိတယ်ငွေကြီးစမ်းငွေကြီးစမ်းနောက်စော်ကြည်စံပေါ့စော်ကြည်စံလို့ပြောမလားမိမကြည်စံပေါ့နော်ငွေကြည်စံနဲ့မိမကြည်စံရှောင်းနိုင်အောင်ကြိုးစားပါဘာကြောင့်လဲဆိုတော့ ကိုတက်မဲ့တက်လန်းတွေကိုပိတ်သွားနိုင်တယ်။ငွေက နောက်တစ်ချိန်မှာရှာလို့ရနိုင်ပြီမဲ့ယာရူးကကိုရထားတဲ့ယာရူးကခဏလေးနဲ့ပြုတ်သွားနိုင်တယ်ဆိုတော့မမေ့ဘူးပါ။ဟုတ်ဒါသင်ကန်းသာယူတဲ့နေကိစ္စပါ။ဒီပြည်စင်တကယ်လည်းဖြစ်သွားပါတယ်။တကယ်လည်းဖြစ်တယ်။အခုတိုင်မူပြုတ်ပါပြုတ်သွားပြီပြုတ်ပြီပေါ့ဗျာ။ဒီလိုကျွန်တော်ပြောပြတယ်ပြုတ်ပြီပေါ့။ဘာလို့ပြုတ်လဲ။ဒီဒီဒီအဂရီပေါ့။သူ့ကိုစစ်နေပြီဆိုတော့ရတာဒါသူသွားပြီပေါ့။အစ်တတော်တိုင်မူအစ်တော်လဲပြီဆိုမှတော့အစ်တတော်ရောက်လာပြီလို့ပြောတယ်။အစ်တကဘယ်ရလဲဆိုတော့ထားပါတော့။ဘယ်ရလို့ဆိုတော့ထားလိုက်တော့အပတ်စဉ်၄၀လို့သိရတယ်။ဆိုတော့ तू ဘယ်လိုပဲဖြစ်ဖြစ် သူဒီအစစ်စင်းခံလာပြီဆိုတော့ရသူ့အတွက်ကလာလာဘလို့မှမကောင်းတော့ပြီးတော့ကြော်စောတယ်ပြီးတော့ဒါကြီးကကစားမှုကိုလည်းဆင်းစစ်ပြီးတော့မှခေါ်သွားတယ်ပြီးသွားပြီသွားပြီဆိုတော့ဒါကြောင့်ကျွန်တော်ကနောင်လာမဲ့မျိုးဆက်လောင်းနေရာတွေကိုကျွန်တော်လည်းဆိုအကိုအရွယ်တွေပေါ့အကိုအရွယ်တွေနောက်နောင်လာမဲ့ညီတွေလည်းရှိတယ်အဲ့ဒါတွေကိုတော့ကိုယ်ကရင်မှန်းချက်ကြီးကြီးထားတယ်ဆိုရင်ဒီအဂရီကိုရှောင်းနေအောင်ကြိုးစားဖို့လိုတယ်အဂရီကဘာလဲလဲကိုယ်နောက်ဖွေးချက်ပေါက်ကနောက်ဖွေးတကားပေါက်ကနေဝင်လာတယ်ဘေးကဝင်လာအလဲကဝင်တယ်ဒဲဝင်တယ်မိမဆီကဝင်မယ်မိသားစုဆီကဝင်မယ်တာသမီးဆီကဝင်မယ်နေရာပေါင်းစုံနေအဂရီက ယာရုကြီးတဲ့ပုံစံလေးစီကိုဝင်လာတတ်လိမ့်ရှိတယ်ဘာလို့ဘာကြောင့်လဲဆိုတော့စီးပွားရေးလုပ်ငန်းရှင်တွေနောက်တစ်ခါအဂရိစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ဒီပတ်စံရှာနေတဲ့ဒီမတရားတရားမဝင်လုပ်ငန်းတွေကိုလုပ်ပြီးပတ်စံရှာနေတဲ့လူတွေကကြတော့အဲ့ဒီနီလန်နဲ့ဒီယာရုယာကန်ကြီးတဲ့ပုံစံလေးကိုချင်းကပ်ပြီးတော့တနည်းနည်းနဲ့ရအောင်ချင်းကပ်တရားကောင်တွေတယောက်ချင်းကပ်ပြီးတော့မှဒါသူလာပြီးတော့သူပတ်စံပေးတယ်ပေါ့ဗျာခွင့်ရေးပေးတယ်အဲ့ဟာကိုကစိတ်ထဲမှာအန်ရကင်းတယ်လို့ထင်ယူလိုက်မိတာမျိုးရှိတယ်ဒါပေမဲ့တချို့ကိစ္စတွေကကိုယ့်ရဲ့ ဟိုခန္ဓာရင်ကိုစမ်းတာကိုယ့်ရဲ့ဟိုကိုစမ်းတာပေါ့ကိုယ့်ရဲ့တမာရီကိုစမ်းတာဖြစ်နိုင်တဲ့အတွက်ဘာပြီးတော့တချို့ကိစ္စတွေကတိုင်းမှုလောင်းလျာလေးတွေနော်တိုင်းမှုလောင်းလျာလေးနောက်တစ်ခါဒီဟိုဟိုတိုက်ရင်မှုတွေတိုင်းမှုလောင်းလျာတွေဖြူဝမှုတွေတက်မှမှုတွေနောက်တစ်ခါကာဆရာဖြစ်မဲ့ဒုတိယဘုသူကြီးတွေဒုတိယဘုသူကြီး level တွေနောက်ဘုသူကြီးဖြစ်မဲ့လူတွေနောက်တက်ချုပ်ဖြစ်မဲ့လူတွေအဆင့်ထိပေါ့ဗျာအကုန်လုံးကကိုယ့်ကိုအဂရိလှိုင်းကအချိန်မရွေးလာကြိုက်နိုင်တယ်ဆိုတော့မမေ့ဘူးပါအဲ့ဒါကိုမေ့လိုက်တာနဲ့အမြကိုကနေထိုင်နေကိုယ့်ရဲ့ယာရုတွေအညွန့်ကျိုးသွားတတ်တယ် အခုဘာပြောစိတ်မကောင်းစရာလို့ပြောလို့ရတယ်အဲ့ဒီလိုက်ရလိုက်ရိုက်တဲ့အခါအဲ့ဒါကိုမခံနိုင်တဲ့တမာရီမရှိတဲ့အခါတမာရီအားနည်းသွားတာသို့မဟုတ်တမာရီအားနည်းခြင်းမရှိခြင်းဆိုတာတဲ့ရုတ်တရက်ကိုတမာရီစမ်းသက်ခံလိုက်ရတဲ့အခါမှာနေတိုင်းနဲ့ဟိုကိုယ့်ရဲ့တက်လန်းနေအညွန့်ကျိုးကိုဒါစိတ်မကောင်းစရာပဲဒါကြောင့်နောက်လာမယ့်တက်မလို့ထိတိုင်းကောင်းဆောင် ဖြစ်မယ်ပုဂ္ဂိုလ်တွေအစိုးရဝင်ကြီးဒူးဝင်ကြီးညွန်မှုညွန်ချုပ်တွေအကုန်လုံးကသတိထားပါအဂရိလိုက်ရအချိန်မီခမရတို့စက္ကန့်နဲ့မလဲရိုက်နေတယ်အဂရိလိုက်ရခမရတို့စီတောက်ချောက်ပုတ်ခတ်နေတယ်လာပုတ်တယ်အဂရိလိုက်နေတောက်ချောက်ပုတ်နေတဲ့အချိန်မှာခမရတို့အိတ်လိုက်နေကြံ့ကြံ့ခံနိုင်ဖို့အတွက် ပြင်ထားပါတမားဒီအောက်ကောင်ပြင်ထားကြပါကျွန်တော်ဒါဘဲကျွန်တော်တိုက်တွန်းချင်ပါတယ်ဘာလို့ဆိုတော့နောက်လာမျိုးစတိလည်းအများကြီးကျန်သေးတယ်ဆိုတော့တစ်ခါတည်းမှာမထိမတဲ့တာယာမူလေးတွေကနေကိုဘွားတစ်ခုလုံးမှာအပြောင်းလဲဖြစ်သွားတဲ့အထိဖြစ်သွားတဲ့ဟာတွေဆိုလည်းရှေ့မှာလူတော်တွေဗျာတအားတော်တဲ့လူတွေရှိတယ်တက်မတော်မှာလူတော်တွေရှိတယ်တော်ရင်မဲ့မထိမတဲ့လိုင်းကိုတောင်ခံလိုက်ရပြီးတော့ဘုံတိုင်းဖုတ်ကွက်ဆိုရာလူပုတ်သွားတယ်တပုံကြီးပဲဒါကြောင့်မလို့ကျွန်တော်ကတော့ဟိုမဖြစ်စေချင်ပါဘူးမဖြစ်စေချင်ပါဘူးတက်တက်မှာလူတော်တွေအများကြီးရှိတယ်ဆိုရဝန်ထမ်းတွေမှာလူတော်တွေအများကြီးရှိတယ် မထင်မှတ်တဲ့အဲ့ဒီ line နဲ့အချင်းချင်းပုတ်ချတယ်ဆွဲချတယ်ပုတ်တယ် line တွေဆွဲချတယ် line တွေအချင်းချင်းလုပ်ကြတဲ့ဟာတွေနဲ့ညက်ပြီးတော့ကိုကအဲ့ line ထဲမှာဒီဒီရောနဲ့ပါသွားရင်ကိုတက်မဲ့အညွန်တွေအကုန်ကျိုးကုန်ရင်ကိုဘွားပဲထိခိုက်ပါတယ်ဒါကတော့ကျွန်တော်ရှိသမျှအကုန်လုံးညီကိုတွေကိုအကူရွယ်တွေကိုညီရွယ်တွေရှိတဲ့ယာရူးတက်လန်းအလားလာရှိသောပုတ်ကိုတိုင်းကိုတိုက်တွန်းတာပါဒါလေးတော့ရှောင်ရဘူးတိုက်တွန်းပါတယ်ဒါတိုင်းမှုအဆင့်ပုတ်ကိုဖြစ်သွားတဲ့ကိစ္စပဲเนาะဒါကတော့တစ်ခုနောက်တစ်ခုကတော့ကျွန်တော်အာဆီယံထရိုက်ကာကိစ္စကိုဒီနေ့ပြောပါမယ်ဒီနေ့အာဆီယံထရိုက်ကာအစည်းအဝေးလုပ်တယ်လို့သိရပါတယ် အာဆီယံထရိုင်ဂါစီဝေးဆိုတာကမလေးရှားနိုင်ငံမှာပဲအာဆီယံထရိုင်ဂါစီဝေးအာဆီယံထရိုင်ဂါစီဝေးဆိုတာရခိုင်အာဆီယံဥက္ကဋ္ဌလက်ရှိအာဆီယံဥက္ကဋ္ဌနဲ့နောက်တလမဲ့ဥက္ကဋ္ဌပေါ့ဆိုတော့အဲ့၃ယောက်ပေါ့ရခိုင်အာဆီယံဥက္ကဋ္ဌအင်ဒိုနီးရှားနောက်တလမဲ့ဥက္ကဋ္ဌဖိလစ်ပိုင်အခုလက်ရှိကမလေးရှား၃ခုကဒီထရိုင်ဂါစီဝေးလုပ်တယ်2023တည်းကစခဲ့တဲ့ထရိုင်ဂါအခုဒီနေ့ဒီမှာထပ်လုပ်တယ်ဘာလဲဆိုတော့ဒီထရိုင်ဂါကမြန်မာနဲ့ပတ်သက်ပြီးလုပ်မှာဒီနေ့လုပ်တယ်လုပ်တော့မလေးရှားနိုင်ငံရဲ့ဝန်ကြီးဒါက်တာဆရီမိုဟာမက်ဟာဆန်ပေါ့နော်သူကတော့ဒီနေ့အဲ့ထရိုင်ဂါစီဝေးလုပ်တဲ့ကိစ္စနဲ့ပတ်သက်လို့ သူအစည်းအဝေးပြီးရချိန်မှာထွက်လာကြမှာမီဒီယာတွေကဝိုင်းမေးတယ်မေးတဲ့ခါမှာမြန်မာအရေးနဲ့ပတ်သက်ပြီး tracker အစည်းအဝေးသူတို့လုပ်ခဲ့တယ်သူတို့ပြောတယ်အဲ့တော့သူ့ရဲ့မူဝါဒအရေးကြီးဆုံး point 3ချက်ပြောတယ်တစ်ချက်ကကျန်တဲ့နေရာတွေအများကြီးပါဒါပေမဲ့အရေးကြီးဆုံး point 3ချက်ကပါတစ်ချက်က5 point consensus ကိုသူတို့ဆက်လက်ကင်ဆွထားခဲ့ဖြစ်တယ်5 point consensus ဆက်လက်ကင်ဆွဖြစ်တယ်တစ်ချက်နှစ်ချက်ကမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့တချို့သောဒီနိုင်ငံဖြတ်ကျော်ရာဇဝမှုတွေကိုတားဆီးကာကွယ်ပေးဖို့မြန်မာမှာအထူးကတာဝန်ရှိလာတယ်ဆိုတဲ့ချက်ပြောတယ်နောက်ဆုံးတစ်ချက်ကဘာလဲဆိုတော့ရွေးကောက်ပွဲ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ရှိရင်ကာကွယ်တားဆီးလို့တို့အနေနဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ရင်တို့အနေနဲ့ကဘယ်လိုခေါ်လဲဆိုတော့တားလုံးဝတို့ရွေးကောက်ပွဲကိုရပ်တန့်ခိုင်းမှာမဟုတ်ဘူးရွေးကောက်ပွဲလုံးဝတို့အာဆီယံအနေနဲ့ရွေးကောက်ပွဲကိုမြန်မာရွေးကောက်ပွဲကိုရပ်တန့်ခိုင်းမှာမဟုတ်ဘူးရပ်တန့်လို့လည်းမရဘူးရပ်တန့်ခိုင်းမှာလည်းမဟုတ်ဘူးအဲ့တော့ရွေးကောက်ပွဲမှာတို့လုံးမှာတခုပဲရွေးကောက်ပွဲမှာအားလုံးပါဝင်လို့ရွေးကောက်ပွဲဖြစ်အောင်သာတို့တိုက်တော့မှာဆိုတော့အာဆီယံအနေနဲ့ကမြန်မာရွေးကောက်ပွဲကိုဆန့်ကျင်မယ်ကန့်ကွက်မယ်ရှုတ်ချမယ်ပြစ်တင်မယ်ဘာဖြစ်မယ်ညာဖြစ်မယ်မသိမှမပြောဆိုင်အဲ့ဒီစကားတွေတခုမှမပြောတော့ဘဲနဲ့မြန်မာရွေးကောက်ပွဲကိုတို့ကဟို ဘာလို့လဲရက်ခိုင်းရက်တန်ခိုင်းမှာမဟုတ်ဘူးပြောရတော့ဒီလိုပဲရက်တန်ခိုင်းမှာမဟုတ်ဘူးလို့ဟိုဘက်ရက်မှာလည်းမဟုတ်ဘူးသူတို့သိတယ်လက်ရှိမြန်မာဆိုရရွေးကောက်ပွဲကိုအောင်မြင်သွားနေတဲ့အချိန်မှာသူတို့ရွေးကောက်ပွဲဆိုရရထားကြီးရတရှိန်တို့သွားနေတဲ့အချိန်မှာသူတို့အဲရွေးကောက်ပွဲရထားကြီးကိုဒုံးဆိုရက်ပြမှာလည်းမဟုတ်ဘူးရက်လို့လည်းမရဘူးသူတို့သိတယ်အဲ့တော့ဒီရထားကြီးပေါ်မှာအားလုံးပါဝင်အောင်သားသူတို့ဝိုင်းအောင်တိုက်တော့မယ်ဆိုတာမျိုးကိုမလေးရှားနိုင်ငံရဲ့ဝန်ကြီးကဒီ tracker စီးဝေးထွက်လိုက်မယ်သူထုတ်ပြောသွားတယ်ဆိုတော့ဒါအောင်ကြီးချင်းအဖြစ်အာဆီယံပင်လယ်ရွေးကောက်ပွဲနဲ့ပတ်သက်ဆန့်ကျင်ခြင်းကန့်ကွက်ခြင်းရှုတ်ချခြင်းပြစ်တင်ခြင်းတွေကို တက်နေသမျှ short ချလာတယ်မလုတ်ချင်တော့ဘူးမလုတ်ကြတော့ဘူးဆိုတဲ့ဟာကိုတဖြည်းဖြည်းတွေ့ရတယ်။ဒါပေမဲ့ဒီ justice for မြန်မာလို့အဖွဲ့အစည်းတွေယန္တနာမောင်လို့ယန္တနာမောင်လို့ယန္တနာမောင်လို့မျိုးဟိုနိုင်ငံခြားသားပေးစာကန်းစာစားပြီးတော့နိုင်ငံခြားသားထဲ့တော့ထဲ့သမျှဝင်နေတဲ့ယန္တနာမောင်လို့ဟာမျိုးသမီးရတော့ရှင်းရှင်းပြောရအောင်တော့အာဘာလို့လဲဆိုတော့အမ ASEAN စာဖို့လေပေါ့ဗျာ justice for မြန်မာစာဖို့လေအာမြန်မာရွေးကောက်ဖို့ဟိုဘာဖြစ်ပါနဲ့မထောက်ခံပါနဲ့အားမရပါနဲ့ဆိုတော့မလုပ်တယ်တဲ့မြန်မာပါရှိမှာရေးစီးပါဆိုတော့ ဒါကျွန်တော်တို့လက်ရှိအာဆီယံအခင်းကျင်းမှာအဲ့တော့ဗိုလ်ချုပ်ကြီးကအာဆီယံစည်းဝေးသူမတက်ဘူး28ရက်နေမှာသူကဒီနေပြီးတော့မှဟိုဟာရှိတယ်နေပြီးတော့မှအဲတကောင်စင်းကျင်းညာဖို့ရှိတယ်20မှာတနိုင်ငံလုံးရဲ့တကောင်စင်းကိုကျင်းညာတဲ့အခမ်းအနားကြီး28နေမှာလုပ်မယ်ဆိုအဲ့မှာပဲဗိုလ်ချုပ်ကြီးကအဲ့ပွဲကိုပဲအေးအေးဆေးဆေးကောင်းမတက်ပြီကိုယ်နိုင်ငံသားတွေတဲ့စကားပြောဟိုမှာသွားနေသူပြက်တရာမတော်ဆန်တော့သူရှင်းရအောင်မှာအဲ့သူမတက်ဘူးလို့ဆုံးပြထားပြီလားဗိုလ်ချုပ်ကြီးမတက်တော့ဘူးလို့သူကအကြောင်းပြန်ပြလိုက်ပြီပေါ့နော်ဒါကြောင့်မလို့မနေ့ကမတက်ဘူးလို့အကြောင်းပြန်တဲ့အကြောင်းဟိုဘက်ကတက်ဖြစ်မဟုတ်တော့ဘူးလို့ပြန်ပြောတာအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်အာဆီယံအနေနဲ့ကမြန်မာရွေးကောက်ပွဲကို ခုနရက်တက်ပြစ်လို့မရဘူးရက်တက်မှလည်းမဟုတ်ဘူးဆိုတဲ့စကားကိုသုံးလိုက်တာကတော့လှတယ်အဲသူလည်းသူ့မှလည်းစဉ်းစားပုံကြီးရှိပေမဲ့မီဒီယာတွေဝိုင်းမေးတဲ့ခါမှာတို့ကလည်းမြန်မာအစိုးရကိုလည်းသူကတိတ်ခါမကြအောင်သူတို့လည်းတိတ်ခါမကြအောင်လေစကလုံးတွေကိုလက်ပတ်တိတ်ကြောင်ဖြေသွားတာကိုတွေ့ရတယ်။ဒါအကြီးချင်းအပြင်အာဆီယံရဲ့သဘောထားဟာမြန်မာနဲ့ပတ်သက်ပြီးတော့အရင်ကြီးတင်းတင်းမာမာတိတ်မရှိလာတော့ဘူးဆိုတော့တွေ့ရတယ်။ဆိုတော့ဒါလေးတွေ့ရတယ်။အဲ့တော့မြန်မာတွက်ကတော့တဖြည်းဖြည်းနဲ့ကိုခီးကိုလျှောက်ပါလက်ရှိအာဏာပိုင်ခေါင်းဆောင်နေနေလေရဲရဲဝံ့ဝံ့လျှောက်ဆက်ချက်ဆက်လျှောက်ပြီးတော့ ိုလှုပ်ဆက်ချက်ဆိုတာဇရိုက်တာလှုပ်သွားဘယ်သူဘာပဲပဲလှုပ်ဆက်ချက်လှုပ်သွားရင်လည်းကိုယ်နိုင်ငံရဲ့ကောင်းချီးကိုကိုယ်ကိုယ်တိုင်သိဖို့တာမျိုးဆက်ပြီးလှုပ်ကြဖို့ပဲကျွန်တော်တို့တိုက်တွန်းနေအာဆီယံအောင်အတန်လေးခုနပြောသလိုတင်းတင်းမမမရှိတော့တာကိုသိနေပြီဆိုရင်လှုပ်ဆက်ချက်ဆက်လှုပ်တာပိုအားကောင်းလှုပ်လို့ရပြီဆိုတော့တိုက်တွန်းချင်တာပါဒါလေးကတော့ကျွန်တော်ရဲ့အပိတ်လေးပါပြီးတော့ဒီနေ့ဆိုရင်ပြည်ပြမီဒီယာချို့မှာသတင်းထွက်နေပါတယ် online မှာလည်းတော်တော်ပေါ်လွှဲရနေတယ်အဲ့ဒါလေးစိတ်နေပါရန်ကုန်လေးစိတ်ပါရန်ကုန်လေးစိတ်မှာရှင်းပြရင် VIP 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 ပေါ့ဗျာ VIP VIP ပါပေါ့29သိန်းတာ VIP ဆိုလားပါလားအဲ့ဒါတင်းထွက်နေတယ်အဲ့တော့ရန်ကုန်လေးစိတ်မှာတာဝန်ချနေတဲ့ အဲတာဝန်ရှိသူတွေနေလဲတကယ်ဟုတ်နေခဲ့ရင်ဆင်ခြင်ကြတာကောင်းပါတယ်မဟုတ်ခဲ့ရင်လည်းမဟုတ်ကြောင်းလေးတိကျသွားရှင်းလင်းနိုင်ဖို့လိုပါတယ်မဟုတ်ရင်နာမည်ပြတ်ပါတယ်နာမည်ဆိုးထွက်ပါတယ်ကိုကိုကိုနာမည်ဆိုးထွက်နေတာလည်းထွက်ထွက်နေတာကိုလည်းမထွက်အောင်တားကြဖို့လိုပါတယ်ဘာလို့ဆိုတော့ဒါကြီးကမတင်တော်ပါဘူးပြောရန်ကုန်လေစိတ်ဆိုတာတနိုင်ငံလုံးနိုင်ငံခြားထွက်မဲ့မျက်နှာစာပေါ့ပါအဲ့တော့ဘာပဲပြပြောဟိုဒီလိုသတင်းတွေထွက်နေတဲ့အတွက်ရန်ကုန်လေစိတ်ကတာဝန်ရှိသူတွေနေလေဘာပဲပြသတိကြီးကြီးထားပြီးတော့ဒါတွေဟာဟုတ်လားမဟုတ်လားမှန်လားမမှန်လားနဲ့နောက်တစ်ခုကဒါမျိုးတွေကို တက်နေမဲ့ရှောင်ရှားနိုင်အောင်နေကြဖို့ထိုင်ကြဖို့တတိလေးနဲ့ပပနဲ့နေကြဖို့တိုက်တွန်းပါတယ်အခုပြည်ပြည်မီဒီယာတွေကတော့ခင်ဗျားတို့ရေးနေကြပြီကျွန်တော်တော့ဒါကိုမှန်တယ်မမှန်ဘူးမှန်တယ်အမှန်ဟုတ်ဒီမပြောချင်ပါဘူးဒါတွေကျွန်တော်ပြောချင်ဒါပေမဲ့တတိထားဆင်ကျင်ကြတာအကောင်းဆုံးဆိုတာလေးပဲတိုက်တွန်းပါတယ်เนาะဒါလေးပြောရင်ဒီဆိုတော့ပါပဲအားလုံးပဲကိုယ်သားလေးရှိပါတိုက်ပြီးပေါ့စေနာမထားပါသစ္စာရှိပါကိုယ်နိုင်ငံသားချင်းအပြန်လာတက်ဖြတ်နေကြတာကိုလက်ခုလောဘတီးပြောနေတဲ့လူမိုက်လူရန်ကလူတက်အချမ်းပဲအာပေသမားခင်ဗျားဖြစ်နေသလားဆိုတော့ပြန်လည်းမျိုးထုတ်ပါလို့ပြောရင်နဲ့ကိုယ်နိုင်ပါ